ဒီစီမင်းလေးခုကိုဒါတကယ်လိုက်နာလှုပ်ဆောင်မယ်ဆိုလို့ရှိရင်ကိုကအောင်မြင်မှုရဲ့လမ်းကြောင်းပေါ်ကိုရောက်နေလိမ့်မယ်ချမ်းသာချွယ်ဝမှုရဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်တို့ရောက်နေပါလိမ့်မယ်နံပါတ်1စီကန်းကတော့ကျွန်တော်တို့ပါလဲဆိုတော့ကိုရဲ့ပန်းတိုင်းကိုသွားနေတဲ့နေရာကကိုရှင်းရှင်းလင်းလင်းကိုတိဖို့လိုတယ် ကိုဘယ်နေရာကိုသွားနေရလဲကိုဘွားမှာဘာလို့ကျင်တာလဲဘယ်အချိန်မှာကိုဘာရဖို့အတွက်ရီမန်းချက်ဘန်းတိုင်ချမှတ်ထားတာလဲအဲ့တော့ကိုယ့်ရဲ့ goal ကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့လုပ်ရတာနံပါတ်1အဲ့တော့နံပါတ်2စီကံတော့ဒါအားလုံးသိရတိုင်းပဲကျွန်တော်တို့ဘာလုပ်မှလဲဆိုတော့စူးစမ်းပြီးတော့မှအဲ့ဒီရောက်ချင်တဲ့နေရာကိုကျွန်တော်တို့ရောက်အောင်သွားမှာကိုယ့်ရဲ့ပန်းနိုင်ကိုကိုရောက်အောင်ယူမှာဒါဒီပါလဲဆိုတော့ကျွန်တော်တို့ principle number 2ပါကိုယ့်မှာပန်းနိုင်တော့ရှိတယ်ကိုကဘာမှမစူးစမ်းဘူးဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ် principle 3ရ တော့ဘာလို့ရမှာလဲဆိုတော့ consistency ရှိရှိ သွားရမှာမပြတ်မကွက်အဲ့တော့ကိုရောက်နေတဲ့ပန်းနိုင်စီကိုကိုကစူးစမ်းပန်းစားသွားတယ်ဒါပေမဲ့ကောက်ရိုးမီမဖြစ်ဘဲနဲ့ consistency ရှိရှိသွားနေမယ်ဆိုလို့ရှိရင်ပြေကြတယ်အဲ့ဒီနေရာကိုရောက်လိမ့်မယ်ဒါဒီကျွန်တော်တို့အရေးကြီးတယ်အဲ့တော့နောက်ထပ်အရေးကြီးဆုံး principle နံပါတ်၄ principle ကတော့ကျွန်တော်တို့ပါလဲဆိုတော့ကိုနဲ့ပေါင်းနေတဲ့သူတွေကိုကကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ကိုရောက်အောင်သွားနေတဲ့အချိန်မှာကိုနဲ့ပေါင်းနေတဲ့သူတွေမှာကဘာပန်းနိုင်မှာမရှိဘူးဘာရည်ရွယ်ချက်မှလည်းမရှိဘူးဘာမှလည်းစူးစမ်းမနေဘူးဆိုလို့ရှိရင် င်းတေးကြတယ်ကိုယ်နဲ့ပေါင်းနေတဲ့သူတွေကကိုယ့်ရဲ့ရည်ဖန်ချက်ပန်းတိုင်းရောက်ဖို့တွားနေတဲ့အချိန်မှာသူတို့ကအနှောက်အယှက်တွေဖြစ်လာနိုင်တယ်ဒီတော့ကျွန်တော်တို့ကဘဝမှာရည်ရွယ်ချက်ရှိတဲ့သူတွေရည်မှန်းချက်ရှိတဲ့သူတွေတကယ်တမ်းစူးစမ်းနေတဲ့သူတွေနဲ့ကိုယ့်ကိုဝန်းရံထားဖို့လိုတယ်ဒါမှသာလျှင် ကိုယ်ရောက်ချင်တဲ့ပန်းတိုင်းကိုကိုကရောက်မှာ ကိုရချင်တဲ့ goal ကိုကိုယ်တိုင်ရမှာအဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေပဲဖြစ်ဖြစ်မိတ်ဆွေတွေပဲဖြစ်ဖြစ်လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်ဒီ principle လေးခုနဲ့ကျွန်တော်တို့နေကြည်စမ်းပါ ရီမချက်ပန်းနိုင်ကိုရှင်းရှင်းလင်းလင်းလှုပ်ထားတကုံရောက်အောင်နီလန်းမျိုးစုံနဲ့ကြိုးစားတကယ်ကိုအစဉ်ဆက်မပြတ်သွားပြီးရင်ကိုနှမ်းမှာ positive တွေတော့အပေါင်းအပေါ်ဆောင်တဲ့သူတွေတကယ်ကြိုးစားနေတဲ့သူတွေနဲ့ဝမ်းရံလိုက်မယ်ဝမ်းရံလိုက်မယ်ဆိုလို့ရှိရင်တော့ကိုဘဝမှာအောင်မြင်မှုတွေရနိုင်မယ်ချမ်းသာကျွယ်ဝမှုတွေရနိုင်မယ်ကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီတိုင်သွားနေတာပဲအဲ့တော့ကျွန်တော်ကိုလိုချင်တယ်နောက်ထပ်9နှစ်မှာဘာလိုချင်လဲဆိုတော့ကျွန်တော်သိအောင်ပေါ်ထုတ်တယ်ရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်တယ်။ Okay အဲ့ဒီ9နှစ်မှာကိုရချင်တာရဖို့အတွက် ဘာတွေကိုတကုံစူးစမ်းရမလဲဘာတွေကိုလုပ်ရမလဲဒါကိုကျွန်တော်အများနဲ့စဉ်းစားတယ်ပြီးရင်ကျွန်တော်က consistency ရှိရှိတောက်လျှောက်သွားတယ်ပြီးရင်ကိုယ်နဲ့ပေါင်းနေတဲ့သူတွေစီကနေအကြံဉာဏ်ယူတယ်သူတို့တွေနဲ့အတူတူသွားတဲ့အခါမှာအာကျွန်တော်ဆိုလို့ရှိရင်ခုန milestone တွေတစ်ခုပြီးတစ်ခုရောက်ခဲ့တယ်အဲ့တော့ဒီရောင်းရတဲ့ကနေပြီးတော့မှခရီးဗီဒီယိုကြည့်နေကြတဲ့ငွေတွေမျိုးဆွေတွေဒီဂျိုးရစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကိုတို့ဂျိုးရစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံစံတိုင်းမဲ့ comment မှာ yes တွေရေးပေးပါဦး။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြတဲ့လေးကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကိုညံလေးအောင်မှာမင်္ဂလာရှိတော်နေလေးဖြစ်ပါစေ။